။တလအတွင်း10ပေါင်ကြာချင်တယ်ပဲပြောပြော၊နှစ်လအတွင်းပေါင်20ကြာချင်တယ်ပဲပြောပြော။မစိုးအစီချဝေးချတဲ့အချိန်မှာအစားတောက်ကနေပဲစပြီးတော့ချမှာပါ။အစားအတောက်ကတိုက်ရရခိုင်တော့ပြည့်အရေးကြီးပါတယ်။လက်ချက်ကန်လုပ်ဖို့အချိန်မပေးနိုင်တဲ့သူချင်းမသွားနိုင်တဲ့သူတောင်မှအစားတောက်ကိုစနေတကျလေးစားမှာဆိုလို့ရှိရင်တလကိုအနည်းဆုံး10ပေါင်လောက်ကတော့ကြာမှာပါ။ Sorry အလကိုထိမ့်သိမ့်တဲ့သူများအလုံးမင်္ဂလာပါ။မစိုးဒါဒီမနက်စာဆိုလို့ရှိရင်ကယ်လိုရီ140ပဲရှိတယ်။တလအတွင်းအနည်းဆုံး10ပေါင်အထိကြာဖို့ challenge လုပ်ချင်တဲ့သူများမစိုးစားတဲ့အတိုင်းမနက်နေ့လယ်ညကိုလိုက်စားသွားလို့ရတယ်။စီချဝေးချတဲ့ချိန် မှာရလက်လက်ကောင်းရမယ်စားတဲ့ချိန်မှာလည်းရိုးအီနေတာမျိုးမဖြစ်ဖို့အတွက်မစုဘက်ကနေတရက်တမျိုးအမြဲတမ်းလှုပ်ရှားလေးရှိတယ်အဲ့တော့မစုစားတဲ့အတိုင်းလိုက်စားလို့ရပါတယ်ဒီတူရဲ့မနက်စာကိုဘာလို့ကြက်ဥပြုတ်ရွေးချယ်လဲဆိုလို့ရှိရင်ကြက်ဥပြုတ်မှာကယ်လိုရီအရင်နေတယ်ပရိုတင်းပြည့်ဝတယ် healthy food ဖြစ်တာကြောင့်မလို့ဖြစ်တယ်အစီလောင်ကြွမှုအားနေပြီးစားသမျှအစီဖြစ်လွယ်တဲ့သူများမစုတောက်နေတဲ့ဂျိုလေးစီအစီကြကော်ဖီကိုလည်းရွေးချယ်ပြီးတောက်လို့ရတယ်သူကမစုကိုအစီနှစားလောင်ကြွဖြိုခွဲပေးတာဖြစ်တဲ့အတွက်သူတို့အစားတောက်ဂရုမစိုက်နိုင်တဲ့သူများပြီးရင်ဂျင်မသွားနိုင်တဲ့သူများအစီချရခတ်တဲ့သူအစီချရခတ်တဲ့အသက်30နောက် ပိုင်းသူများဒီโจလေးစီကော်ဖီနဲ့ကူလို့ရတယ်။ तू ကအစီနှစဖြိုခွဲပေးတဲ့အဖြစ်ကိုတရတာလုံးသွေးလိုက်တဲ့ကာဘိုဟိုက်ဒရိတ်မှန်သမျှနဲ့အစီမဖြစ်ဖို့အတွက် तू ကတခါတည်းဘန်းပေးတယ်။ဇီဝကာမဖြစ်စဉ်မြင်အောင်ကုညီပေးတယ်။မက်တာဘောလစင်ကိုမြင့်တင်ပေးတယ်။ဘလတ်ရှူဂါနဲ့ကိုလက်ထရောလေဗယ်ကိုထိန်းညစ်ပေးတယ်။တွေးကြောစကြတဲ့ရောက်ရှိခြင်းကိုလည်းဘန်းပေးတယ်။ချိနေပြီးသားတွေးကြောစကြတဲ့ကိုလည်းလောင်ကျွမ်းပေးတယ်။